ဒီဗီဒီယိုလေးကတော့ဒီနေ့အတွက်ဟိအဖြစ်ဆုံးဗီဒီယိုလေးတစ်ပုဒ်လို့တော့ပြောလို့ရပါတယ်။ဘာကြောင့်လဲဆိုရင်တော့ TikTok နဲ့ဒါ YouTube တို့မှာတော်တော်လေးကိုဘလူးပြန်နေတဲ့ဗီဒီယိုလေးတစ်ပုဒ်လည်းဖြစ်ပါတယ်။ဒီဗီဒီယိုလေးကပြောမယ်ဆိုရင်တော့ပွဲဆိုရင်လည်းမမှားပါဘူး။ကျွန်တော်ကြည့်ရှုနေကြတဲ့ viewer တွေထဲမှာလည်းပွဲကြိုက်ခင်တွေရှိပါတယ်။ဆိုတော့သူတို့တက်ရည်ရွယ်ပြီးတော့ဒီဗီဒီယိုလေးကိုထည့်ဆက်လိုက်ခြင်းဖြစ်ပါတယ်။ Okay ဆိုတော့ပွဲကြိုက်ခင်တွေအတွက်ကျွန်တော်အတူကြည့်မယ်။ပြီးတော့မှပြန်ပြီးတော့ reaction လုပ်ပေးပါမယ်။ဆိုတော့ကြည့်လိုက်အောင်။ဖောက်ပြအောင်ဟောဖောက်ပြအောင်ဖောက်ပြအောင်ဟောဖောက်ပြအောင်ဟောတောင်းစားမတောင်းစားကတောင်းစားမဖို့ကပြောတော့ပါဘူး။ဟုတ်ကဲ့ကျန်တယ်နော်။

你们那边？你们那边？哦，你们那边不行啊！不行啊！跑边的，你们那边？哦，你们说？不行啊！跑边的，你们那边？没规矩哩！有的呀，妈咪呀，好嘞！那你们家的，你们那边？哎呦，呀，你们那边？呀，你们那边不行啊！跑边的，跑边的，不能干，是不了毛肚嘞。他说你 Facebook 偏了。啊，你们你现在啊，叫我们去的，你跑边的，我都跑边了。 阿妈，阿妈，阿妈皮得多，阿妈皮得多，问你要，问你背呢，问皮心背呢，阿妈皮得多。你旁边那边能看是不啦？没猫，没得哪来讲？你老了，你没猫可怜的。阿多，阿爷猫，塞死也嘛将阿多，塞杀得再毛不隆，喏，阿多那边叫阿叫老兵来讲。你屋里猫里阿爷，要阿里我话，但博的多咧，塞杀你的，你的爸爸。 အခုငါတို့မော်ဒမအနေလောက်ရက်တယ်ငါတို့အမျိုးကလေတစ္ဆာရှိတယ်တိလာငါတို့အမျိုးကတစ္ဆာရှိတယ်ဘု து မအရင်မဟုတ်ပြခဲ့ဘူးတပေါင်းစားရဲ့ဒီကိုရထင်ထားတာကိုကျန်းအရင်တော့လာမဖောက်ပြန်နဲ့ကျွန်တော်လည်းအခုမှကြည်တာအရင်တော့ကြည့်မယ်ဆိုရင်ဖွင့်လိုက်အရင်တော့အရင်တော့လာမဖောက်ပြန်နဲ့အဲ့တော့ကျန်းမယ်လို့မတင်ဘူးအဲ့ဒီကိုပြောအရင်တော့လာမဖောက်ပြန်နဲ့ဟာတော့ငါတို့အမျိုးတွေကတစ္ဆာရှိတယ် မင်းကလေးတွေဒီမှာကြည့်ထားနော်မော်သူတွေကိုကြည့်ထားနော်ဒီကောင်မျက်နှာကြည့်ထားသူမအေးပါသူသားဝမ်းလေပေးတယ်သူမအေးပါသူသားဝမ်းလေပေးတယ်နော်ဒီတို့ဒီလိုမျိုးရကြမျိုးနေတို့ဆိုင်တော့ဒီလိုမျိုးရခမမျိုးနေတို့ရမယ်အခုငါညီမခံပြီးပါပြီနေတို့မခံဘူးရအောင်နေတို့ပြထားတယ်နော်မျက်နှာနဲ့တိချတယ်ကွာအပုံမှာတည်နေမှာနော်ဆိုပြထားတယ်ကြည့်ထားဒီလိုမျိုးကောင်မျိုးဒီလိုမျိုးကောင်မျိုးနေတို့ယူလို့ရတော့လေအခုငါညီမနဲ့ပေါင်းဆောင်တော့ 你都没有搞明有，你都有肉了哩。这烤马肉那冷的，搞没？哎，肉那马肉，你明你别肉，你别肉。我说，我大家在讲，我老没有少吃，烤马牛的没有？我咋么抓的来，没搞马的点呢？我咋不嫩那边的，要烤马肉？那早上要烤马，你别，你没你别，你没你，你没你别，怎么样？咋的？ ဒီမှာတငယ်ကျေးတို့ကိုပြောပြမယ်နော်သူမိမသူဖောက်ပြန်လာလေတခါတခါမဟုတ်တော့ဘူးတကယ်ကြည့်လို့သူကပေါ်မဲ့လာရေးပေးတဲ့ကိုကြီးဆန္ဒမရှိဘူးကိုကြီးဆန္ဒဆက်မရှိဘူးတချို့လူတွေကအဲ့ဒီလိုမျိုးဖောက်ပြန်တဲ့ယောက်ျားလေးတွေကလေသူတို့ကိုသူတို့ဘရောမမွေခံဘူးမရင်ငယ်နဲ့လဲစကားပြောသူများသားသမီးလည်းလူပြိုနဲ့လိတ်ထားပြီးတော့ဟောပဲမရင်ငယ်လဲတိုက်ကြည့်ပါဘီတကယ်ကြည့်လို့ရသိလားအဲ့တို့ဖုံပြောပြီးမှငါတို့ ူအမေမိဘပါသူ့ဝိုင်းပြီးတော့လိမ့်တာဒီလားသူပါလူပြို့တဲ့အင်းတို့စစ်စာကြီးလေးဒီမှာကညီမကတက်ခွေမွေးထားတယ်ရပန်းပဲရှိသေးတယ်ညတော့ကခလေးပုံမပြရလို့ရပန်းပဲရှိသေးတယ်လူစစ်စာကြီးလေးနေတို့လည်းပုံကြီးစာနာဆက်စီအောင်မော်တချို့လူတွေပေါ့နော်ကွန်မန့်လိုက်ရေးပေးတယ်လေစာနာမှုမရှိတဲ့လူတွေလေအေးသူကတခါမဟုတ်တခါမဟုတ်တော့ဘူးဒီလားလက်ပူလက်ကြမမိတော့ခုမှလက်ပူလက်ကြမိတာ တချို့လူတွေကကွန်မန့်လာရေးပေးတယ်လေပါပြီလို့လမ်းပြပြီးတော့အာချတာလဲချချက်အပြင်ချဖို့အပြင်မှာပဲချတယ်လမ်းလွင့်ပြီးတော့မချအမိအဘူးသူများသားသမီးကိုလက်ညာပြီးတော့လူပြူလူပြူနဲ့လိုက်ပြောနေတာတချို့မိန်းကလေးတွေကမသိဘူးတချို့မိန်းကလေးတွေကတတိနဲ့သူများလင့်ကိုယူတာတချို့မိန်းကလေးတွေကမသိဘဲနဲ့အလင်ခံထိနေတာအဲ့ဒီလိုမျိုးမသိတဲ့မိန်းကလေးအလင်ခံထိမှကြောက်လို့သူရဲ့ပုံနဲ့တကွာသူရဲ့ဟောဆိုင်နဲ့ကွာချပြတာဒီလားဒီလိုမျိုးရောက်ကြဝေးဆောင်ကြဒီလား ကောင်းတဲ့ယောက်ျားမဟုတ်ဘူးသူများသားသမီးကိုလေလွင်ညာပြီးတော့လူပြူလူပြူနဲ့ပြောနေတာကဆွေလို့သူမျိုးလို့သူအမေပါဝိုင်းပြီးတော့လှိမ်ပေးနေတာတငင်ကြီးတို့တိလာညီတို့ညီတို့တွေကသူ့လူမျိုးဖြစ်နေမှာပေါ့ညီတို့တွေကကောမဲလာရေးတယ်အော်လမ်းလွတ်ပြီးတော့ခြာနေဘာလို့လမ်းလွတ်နေလဲလမ်းလွတ်ဘယ်နဲ့ရမလားမတိတဲ့မင်းကလေးတွေခံခံမှာကြောက်ခံမိမှာကြောက်တယ်လေအားတို့ကကိုကြီးဆန်လာတယ်ငါတို့ကမင်းမင်းမင်းမသားချင်းတိလား နမ်ပြီးတော့လေအဲ့ဒီမရင်ငယ်လေပိုက်ကြီးနေပြီဒီလားသူကူနဲ့လိန်ထားလို့ဘုကမသူယုံပြီပါလို့ဘုကမညတော့အကုန်လို့အမတို့နဲ့ပုံပြောပြီးတော့ပြောပြလိုက်ကုန်ပြီသူအမိပါသွားပြီးတော့လိန်တယ်ငငယ်ကြီးတို့တိလာအဲ့ဒါတော့ရန်ဆန်းတာတဆွေလို့တမျိုးလို့ရန်နေတာတငငယ်ကြီးတို့တိလာသူကလေဟိုအဘရကမကကြီးလည်းမဟုတ်ဘမဆစီဘုကမပြီးကလာလည်းမဟုတ်ဘမပြီးပြလာဘမတိလာအဲ့ဒါကြောင့် ဟိုမသိတဲ့မိန်းကလေးတွေဆိုရင်ခံမိမှကြားတော့ကွာလက်တွေ့ပြီးတော့တင်တာတချို့လူတွေကမသိဘူးလေမသိဘူးတော့သူတို့သူတို့ဘယ်လိုလဲလာနေတာသူတို့ကယုံမှာပေါ့သူတို့ကမသိမစွမ်းသားမမြင်မြင်အဲကြောင့်မှပြောတော့မိန်းကလေးတွေဟိုစစ်ဟိုဒီစားပြောက်ထားပြီးဆိုရင်လေအဲ့တော့မိန်းကလေးတွေပေါ့ဒီစားပြောက်ထားပြီးဆိုရင်တေချာစုံစမ်းလေ့လာမှာတော့ဒီလိုတော့မဖြစ်စေချင်တော့ပေါ့ကောင်မလေးကလည်းပိုက်ချင်းနေပြီဘယ်တော့ကတနာပေါ့ကောင်ဒီမှာလည်းမရကြီးရတဲ့ကလေးငယ်နဲ့ကြည်စမ်း တို့တွေလည်းတငယ်တငယ်ကြီးတို့မေးတယ်ဟောအဲ့ဒီညတော့ညတော့ဖြစ်တာလေသူတမေအဝါနဲ့အဲ့လေအဲ့ဒါသူမိမသူမိမကြီးအမအမရဲ့ညီမအကြီးဘောနော်ဟောတော့ညီတော်မဟုတ်တော့ညီမဘောပဲအေးအေးသူကအမရဲ့ညီမတော့ဘောနော်သူမိမပက်ခွေမွေးတာငါရဲ့လားတလားပဲရှိသေးတယ်အမရှင်းတော့မဟုတ်သေးနော်တောင်းပန်ပဲအဲ့ဒါကသူကလုံနိုင်မလဲသူကထမ်းပဲမှုပဲရတော့ သူသူရခမကအဲ့ဘဝလေးပြီးတော့သူကြားတော့အခုကမှပြောပြတော့မရင်ငယ်ပြောပြသူကြားတော့သူအရောင်ဝမ်းနေပြီးတော့သူတက်ချင်တယ်လို့မျိုးဖြစ်သွားနေတယ်အဲ့ဒါမျိုးသူညတာနေလို့ဆိုတော့အမတို့လည်းစိတ်မထိုင်းနိုင်တော့ဘူးလေကိုညီမကိုအဲ့ဒါလို့မျက်စိထဲမှာတွေ့တော့ကိုစိတ်မထိုင်းနိုင်အစားတော့သူ့ကိုညှိတယ်ကကောက်ပဲညှိတယ်လို့မျိုးမဖြစ်ရအစားတော့အဖွဲ့စီနဲ့တိုင်ပြီးတော့မတိုင်တော့ဘူးလေသူများသူများလည်းအလုပ်ဆုပ်တယ်ဟာကိုလည်းအလုပ်ဆုပ်အောင်မှာကိုလည်းအလုပ်တစ်ဖက်နဲ့ အဲ့ဒါကြောင့်မတန်တော့ဘူးနဲ့ညင်ညင်ညင်မရလို့ဒီလိုမျိုးကြောင်းအောင်လောက်ရတာဒီကောင်ကမရဘူးဒီလားအဲ့ဒီလိုမျိုးဖြစ်နေလို့တကယ်ကြီးလို့ယောယောမေသူမေမကလေးမြမစကားလက်လက်ဝဝမပြောတတ်ဘူးအမတို့ရဲ့အတူဒီအမျိုးတရားလေးမြမစကားလက်လက်ဝဝမပြောတတ်ဘူးအမတို့ကဘာဖြစ်လို့မမြန်စကားမြမစကားနည်းနည်းပြောတတ်ရဆိုတာ ဒီမှာအလုံးလုံးတဲ့ဌာနကံမှာလေးတင်ငင်ကြီးတဲ့မြန်မာနဲ့တသက်ပဲကရင်လည်းမရှိဘူးအဲ့ဒါမြန်မာစကားပဲပြောများလို့ဒီလိုမျိုးမြန်မာစကားနည်းနည်းဟုတ်လည်းလည်းဟုတ်ပြောတတ်သွားတာအမတို့ကဒီလားအမတို့ရဲ့အမျိုးတွေလေးတင်ဒီလိုမျိုးမြန်မာစကားလည်းလည်းဟုတ်ဝင်ပြောတတ်ဘူးသူတို့လည်းအကလို့အတိတ်ပဲလည်းမပြောတတ်ဘူးနားလည်းမလည်ဘူးအဲ့ဒီလိုမျိုးဖြစ်သွားတာသူမို့ပဲရတယ်သူရချင်တဲ့သူစကားများမှာသူပါလေပြောဖို့ပြောဖို့မှမသိဘူးသူမြန်မာစကားလည်းလည်းဟုတ်ဝင်မပြောတတ်ဘူးလေအဲ့ဒီလို သူမြန်မာနဲ့ပဲယူတာသူမြန်မာစကားနဲ့လည်းပြောတာအဲ့ဒါကြောင့်တော့သူရကြားလို့တူလို့ဒီ community လောက်နေတာနော်အစားရောဆိုလောက်ပြီးပါပြီသူကလက်ဖို့လေးချက်မမီလို့အခုမှလက်ဖို့လေးချက်မိသွားတယ် okay ဆိုတော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီဗီဒီယိုလေးကကျွန်တော်ကြည့်ရှုနေကြရဲ့ viewer တွေနဲ့မှာကျွန်တော်လည်းအတူကြည့်မယ်ဆိုပြီးတော့ဖွင့်ချလိုက်တာထင်ထားတာတစ်ခါကိုပွေရပို့ပြီးတော့ကျန်းနေတယ်ဆိုတော့အဲ့အတွက်လည်းတောင်းပန်ပါတယ်ပေါ့နော်နောက်တစ်ချက်ကပါလဲဆိုတော့ကျွန်တော်ဒီဗီဒီယိုလေးမှာကျွန်တော်ပထမဆက်စားချင်းမြင်လိုက်တဲ့အချိန်တုန်းကကျွန်တော်တို့ထင်တာကပြောမယ်ဆိုရင်ဒါမရေကြီးကမရေငယ်နဲ့ကိုရိုက်နေတယ်ထင်တာ မဟုတ်ဘူးเนาะမဟုတ်ဘူးအတေကတော့ဒီမှာကျွန်တော်တို့ကြည့်ခဲ့ရသလိုပဲအမဝင်းဝဲဖြစ်တဲ့သူကဝင်ရောက်ပြီးတော့ပြန်ပြေးပြီးတော့ဖြည့်ရှင်းပေးနေတာဖြစ်တယ်ဆိုတော့ဒါမှမဟုတ်အမအရှင်မဟုတ်အမဝင်းဝဲပဲရှိသေးတယ်သို့တော်လည်းပဲသူ့ရဲ့ညမအရှင်တယောက်လို့သဘောထားပြီးတော့ဒီကိစ္စကိုเนาะသူကိုယ်တိုင်ဝင်ရောက်ပြီးတော့ဖြည့်ရှင်းပေးနေတာတွေ့ရတယ်ဆိုတော့ဒီလိုဖြည့်ရှင်းပေးတဲ့နေရာမှာကိုရီးလက်ရောက်ကျူးလွန်နေတာတွေမြင်တွေ့နေရတဲ့အတွက်ကြောင့်လည်းတချို့သောသူတွေကြီးရှုတဲ့သူတွေအနေနဲ့အဆင်မပြေတာလေးဖြစ်ကောင်းဖြစ်နိုင်တယ် သို့တော်လည်းပဲဒီလိုကိစ္စကိုကျွလွန်နေသူပါလေတကယ်ကိုအမှားကြီးမှားပါလေဘာကြောင့်လဲဆိုတော့သူ့ရဲ့အမျိုးသမီးဖြစ်တဲ့သူကခလေးမွေးပြီးကစားမရှိသေးတဲ့အဲ့လိုအခြေအနေမျိုးမှာအကြမ်းတစ်ပတ်မှာမြင်ငယ်ထားတဲ့အတွက်ဘာပဲဖြစ်ဖြစ်သူ့ရဲ့အဖြစ်ကတော်တော်လေးကိုကြီးပါတယ်เนาะကျွန်တော်တို့အမျိုးသားတွေအနေနဲ့ဒါမျိုးကလုံးဝမလုပ်သင့်ဘူးလို့ကျွန်တော်အနေနဲ့မှတ်ချက်ပေးခြင်းပါတယ်နောက်တစ်ချက်ကဘာလဲဆိုတော့ဒီလိုကိစ္စတွေဖြစ်ပြီးသွားတဲ့အိမ်တော်တဲ့တွေအနေနဲ့ပေါ့เนาะသူတို့ရဲ့အိမ်တော်ရေးကိုအရင်လိုပြပြလေးလေးနဲ့နောက်ပြပြရွှေရွှေနဲ့ဘလို့ ပုံစံနဲ့ပြန်တည်ဆောက်ကြမယ်ကျွန်တော်စဉ်းစားကြည့်ရအောင်လက်ရှိအခြေအနေအရဆိုရင်တော့တယောက်ကိုတယောက်ယုံကြည်မှုတွေအားနည်းကောင်းအားနည်းသွားနိုင်တယ်အထူးသဖြင့် main ကလေးတွေအနေနဲ့ကိုယ့်ရဲ့အမျိုးသားပုံမှာ100%ယုံကြည်ဖို့ဆိုတာတော်တော်လေးကိုခက်ခဲပါတယ်ဆိုတော့အဲ့လိုယုံကြည်ဖို့ခက်ခဲနေတဲ့အခြေအနေမျိုးမှာကိုယ့်ရဲ့အမျိုးသားလည်းလိုလိုလားလားနဲ့ဒီအိမ်တော်ကြီးကိုဆက်ပြီးတော့တာတာရရနဲ့ဖြစ်ချင်မှသာလဲ ဒီကိစ္စပြန်ပြီးတော့အရှင်လိုပုံစံလေးပြန်ပြီးတော့ဖြစ်လာမှာဖြစ်တယ်เนาะအဲ့လိုမှမဟုတ်ဘဲနဲ့အမျိုးသားဖြစ်တဲ့သူကစိတ်ကနှစ်ခွဖြစ်နေမယ်ဆိုရင်တော့ဒီအိမ်တော်ကြီးကဘလို့မှตายရစရာအခြေအနေကိုရောက်ရှိမှာတော့မဟုတ်တော့ဘူးเนาะဒါပေမဲ့လည်းဒါအမျိုးသားရဲ့စိတ်ပိုင်းဆိုင်ရာပေါ့အများစွာမူတည်ပါတယ်သူအနေနဲ့ပြောင်းလဲခြင်းစိတ်ရှိမယ်ပြီးတော့ကိုယ့်ရဲ့ဒါလုံးရဲ့အမားကိုလည်းအမားကိုအမားမှန်သိဖို့လိုအပ်တယ်နောက်တစ်ချက်ကကိုယ့်မှာခြေရမဲ့သားသမီးတွေရှိတယ်ပြီးတော့ကိုယ့်ရဲ့ဇနီးမယားရှိတယ် တကယ်တကယ်လို့ပြပြောမယ်ဆိုရင်လူတင်ရောက်အတွက်ကလည်းเนาะအချစ်စရာတွေကအများကြီးပဲဗျာတော့ကပါသလားချစ်စရာတွေအများကြီးပဲဒီလိုမျိုးဂုံသိက္ခာပိုင်းကြာစင်းစေမယ်ကိစ္စမျိုးเนาะဒီလိုမျိုးမိန်းကလေးတယောက်ကိုပဲကိုယ့်ရဲ့အချစ်ဒီအားလုံးပုံပေးမလားသို့မဟုတ်ကိုယ့်မှာချစ်စရာကိုယ့်ရဲ့မိဘတွေရှိတဲ့ကိုယ့်ရဲ့သွေးနဲ့သားနဲ့တိဆောက်ထားတဲ့ကိုယ့်ရဲ့သားသမီးတွေရှိတယ်နောက်ပြီးတော့ကိုယ့်ချစ်လို့ယူထားခဲ့တဲ့ကိုယ့်ရဲ့အမျိုးသမီးရှိတယ်အဲ့တော့ဒါတွေကိုပြန်ပြီးတော့ကြည့်လိုက်မယ်ဆိုရင်ခုနတည်ငါစိတ်သားရမှုနဲ့ချစ်ခဲ့တဲ့အမျိုးသမီးဆိုတာ တကယ်ကြတော့ဘာမှမဟုတ်တော့ပါဘူး။ဟုတ်တယ်နော်။အေးချစဉ်းစားကြည့်။ကိုယ်မှာချစ်စရာတွေအချစ်ဆိုတာပြောမယ်ဆိုရင်အများကြီးရှိပါတယ်ဗျာ။ကျွန်တော်တို့ကိုယ့်ရဲ့မိမိပေါင်းလည်းကိုယ်အများကြီးချစ်လို့ရတယ်။ကိုယ့်ရဲ့သားသမီးလေးတွေလည်းကိုယ်အများကြီးချစ်လို့ရတယ်။ဒီလိုပဲကိုယ်ချစ်လို့ယူထားရတဲ့ကိုယ့်ရဲ့မိန်းမတွေကိုယ်အများကြီးချစ်လို့ရတယ်။ဆိုတော့အဲ့ဒီအချစ်တွေနဲ့လင်ပြောမယ်ဆိုဒီဘက်ကိုပြန်ချစ်ဖို့ဆိုတော့ဘလို့မှအချိန်မှအားတော့။အချစ်တွေလည်းအလောက်ထိပြောမယ်ဆိုရှံပြီးတော့ထွက်မနေတော့ဘူး။နော်။ဒါကြီးသေးချာလေးပြန်စဉ်းစားကြည့်ရင်တော့ကျွန်တော်တို့အဲ့လိုပဲတွေးမိတယ်။ ကျွန်တော်တို့အဲ့လိုပဲတွေးမိတယ်အဲ့လိုလေးတာကောင်းတဲ့ဘက်ကနေပြန်ပြီးတော့အတွေးလေးတွေမှန်သွားခဲ့မယ်ဆိုရင်အရင်ကအားလုံးကပြန်ပြီးတော့သူ့အနေနဲ့သူ stable ပြန်ဖြစ်သွားမယ်လို့ကျွန်တော်နေယုံကြည်ပါတယ်ဗျဆိုတော့ဒီလိုမျိုးကိစ္စတွေကိုကျွလွန်မိတယ်ဆိုရင်ဒီလိုမျိုးစိတ်နဲ့ပြန်ပြီးတော့ကိုယ့်ရဲ့ဘောပြန်လဲအစ်တစ်ဖန်ပြန်တီးဆောက်ကြပါလို့ကျွန်တော်နေအကြံပြုပြောချင်တယ်ပဲဒီဗီဒီယိုလေးအဆုံးသတ်ချင်ပါဒီဗီဒီယိုနဲ့ပတ်သက်ပြီးဘာများမှတ်ချက်ပေးချင်လဲမှတ်ချက်ပေးချင်တာရှိကိုမှရေးသားကြပါကျွန်တော်နေ့စဉ်နဲ့အများကြီးရှုအားပေးနေကြတဲ့ဗီဒီယိုအတူတူရောက်ရှိစေအလေးနဲ့အတူပဲကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာထပ်ပြီးဆုံညီပါဗျ See you next video